မင်္ဂလာပါဆိုင်မင်္ဂလာပါဟုတ်ဟုတ်မင်္ဂလာပါခင်ဗျဟုတ်အဲ့တော့ဒီမိသားနဲ့လိုက်တယ်ဒီလိုပါလို့လက်ခံလိုက်တယ်ဒါလေးဒီတော့အားလုံးပဲမင်္ဂလာပါရှင်မြင့်မြတ်နေရာကိုအရာယူတော့မယ်ဆိုပြီးတော့ပြောလာနေတဲ့နေဝင်မင်္ဂလာပါပြည်သက်ကြီးတရားဆောင်နေဝင်ရဲ့သူအေးအေးမှန်ပါပါတရားဆောင်တမူကြီးကိုချီးကျူးတတ်ကြသလိုအိုဘာမတင်နဲ့သူရဲ့အန်တင်တွေကဝိုင်းရင်မင်သားကြီးကျော်ဟိန်းနဲ့တူတဲ့မင်္ဂလာပါပရိသတ်ကြီး ရပ်ပါအစရတူအဖြစ်အမှုပညာလောကတွေကိုဝင်ရောက်လာခဲ့တဲ့နေဝင်းကတော့ပရိသတ်တွေရဲ့အားပေးမှုကိုအခိုင်အမာရရှိထားသူတူပဲဖြစ်ပါတယ်တဲ့တချင်းပေါင်းများစွာကိုစနဲဆိုတဲ့အဖွဲနဲ့ဖန်တီးထုတ်လုပ်ခဲ့ပြီးတော့လူငယ်တွေကြားမှာသူ့ရဲ့တချင်းတွေကမတိတဲ့သူမရှိတလို့ပါပဲ။သူမနဲ့အိမ်မက်တချင်းကတော့သူ့ဘဝရဲ့မှတ်တမ်းတစ်ခုဖြစ်လို့နေပြီးတော့ဂီတလောကမှာလည်းစူများစွာကိုလက်ခံရရှိထားသူပဲဖြစ်ပါတယ်။အချီရင်မှာလည်းအင်းချစ်ကျော်နဲ့2009ခုနှစ်ကလေးကစတင်တွဲလာခဲ့တာဖြစ်ပါတယ်။ အခုအိမ်တော်ကြပြီးတော့တာနဲ့တနစ်ခွဲအကျော်မှာတော့သူတို့နေအောင်လုံးရဲ့တမိဦးလေးကိုရရှိပိုင်ဆိုင်တော်မှာပဲဖြစ်ပါတယ်။နေဝင်းကအိတ်ချစ်ကျော်အပေါ်မှာချစ်တက်မှုတွေကြောင့်လည်းအမျိုးသမီးသူကြီးရဲ့အားကြခြင်းကိုလည်းအမြဲလိုလိုခံရလေရှိသူပဲဖြစ်ပါတယ်။လက်ရှိမှာတော့နေဝင်းကတချင်ပိုင်းကိုအာသိမ့်မဆိုင်ဖြစ်တော့ပဲ2023ခုနှစ်အစပိုင်းကတည်းကတရုတ်ဆောင်လောကတွေကိုဝင်ရောက်လာခဲ့တာပဲဖြစ်ပါတယ်။ပထမဆုံးရုပ်ရှင်ဇာတ်ကြီးကိုလည်းရည်ရွယ်မိုးဆိုတဲ့ဇာတ်ကြီးမှကျော်ရဲအောင်ရဲရင်အောင် မေမြင့်မိုးတို့နဲ့အတူ အကောင်စုဂျူဇာကပါဝင်ပြုတ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။နေဝင်ရဲ့ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးတကားဖြစ်လို့နေခဲ့ပေမဲ့လည်းသူ့ရဲ့အပေါ်လိုမရှိကောင်းစွာတည်ဆောင်နိုင်ခဲ့တာကြောင့်လူများစုရဲ့အားပေးခြင်းကိုထပ်မံရရှိခဲ့တာပဲဖြစ်ပါတယ်။တည်ဆောင်လောကဆက်စားခြင်းမှာပင်နမီရလာတဲ့နေဝင်ကတော့အောင်မြင်မှုတွေရရှိဖို့အတွက်အရှိန်ဟုန်ကောင်းကောင်းတစ်ခုနဲ့ခြေတက်လာခဲ့တာပဲဖြစ်ပါတယ်။နေဝင်ရဲ့ကြော်ကြားမှုတွေကိုအတမန်တက်ပြီးမဲ့ဇာတ်ကားကတော့စာရိတ္တဆိုတဲ့ဇာတ်ကားကြီးဖြစ်ပြီးတော့မျိုးကျော်ဆိုတဲ့ character နဲ့ မသိတဲ့သူမရှိဖြစ်လာခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီစကားတွေကတော့နေဝင်းရဲ့မျိုးချုပ်ကိုရှောက်အဖြူရဲကြီးပါဆိုတဲ့ dialogue တူတူလေးတွေကပြုံမဒီတွေကြားမှာပေါက်သွားခဲ့တာပဲဖြစ်ပါတယ်။စုတူဖြစ်ပေမဲ့လည်းအချင်းနဲ့တွေ့ရင်တော့နှုညက်ပြောင်းလဲတတယ်ဆိုတဲ့ character ကိုတဘာဝအကြဆုံးတယောက်ဆောင်နိုင်ခဲ့တာဖြစ်တာကြောင့်လူကြိုက်အများဆုံးစကားတကားလေးဖြစ်ခဲ့တာပဲဖြစ်ပါတယ်ရှင်။ဒီလိုနဲ့2023ခုနှစ်အကုန်မှာတော့နေဝင်းဆိုတဲ့နမည်ဟာတယောက်ဆောင်လောကထဲမှာအချင်းတို့အတွင်ရေပန်းစားလာခဲ့တာပဲဖြစ်ပါတယ်။ သူရဲ့ပြည်သက်အများစုကလည်းနေဝင်ရဲ့သူအေးအေးမန်ပပတရုတ်ဆောင်တမူကြီးကိုချီးကျူးတက်ကြသလိုအိုဘာမတင်နဲ့သူရဲ့အန်တီတွေကဝါရင်မင်းသားကြီးကျော်ဟိနဲ့တူတဲ့သူဆိုပြီးတော့ပါထင်ကျေးပေးခြင်းကိုခံထားရတာပဲဖြစ်ပါတယ်ဒီလိုတွေကြောင့်ပဲနေဝင်ကသူ့ဘဝရဲ့ပထမဆုံးအကယ်ဒမီစုကြီးကိုပါ2023ခုနှစ်မှာရရှိပိုင်ဆိုင်သွားခဲ့တာပဲဖြစ်ပါတယ်ရည်ရွယ်မှုစကားနဲ့အကောင်းဆုံးအမျိုးသားဆပ်ဖို့စုကိုရရှိသွားခဲ့တယ်လို့တရုတ်ဆောင်လောကတွေကိုဝင်ရောက်လာပြီး နကားနဲ့ကဒမီစုရရှိသွားတာကြောင့်နေဝင်းအနေနဲ့လည်းလက်ရှိမှာတော့ထိတ်တမင်သာစင်ကိုရရှိလို့နေခဲ့တာပဲဖြစ်ပါတယ်။အခုချိန်မှာတော့နေဝင်းဟာဆိုရင်ထိတ်တမင်သာတက်လက်လို့လူတွေရဲ့တမချင်းကိုခံထားရတဲ့မင်သားမြင့်မြတ်နဲ့အတူတူချင်ပေါ်ကြောကြားရုပ်ရှင်စကားကြီးမှလည်းဟာတပ်ပြေလုံးများနဲ့ထမှန်ပေါက်ခဲ့တယ်လို့ရှင်အောင်လန်ဆိုတဲ့ဟာတစကားကြီးမှလည်းမတူညီတဲ့ဆက်ရုပ်တစ်ခုကိုခြားပြနိုင်ခဲ့တာပဲဖြစ်ပါတယ်။ဟာတရောဒရမာပါကျွမ်းကျင်ပိုင်နိုင်သူတူဖြစ်နေခဲ့တာကြောင့် နေဝင်ရဲ့စကားတွေကထွက်ရှိတိုင်းမှာတော့ကြော်ကြားနေခဲ့တာပဲဖြစ်ပါတယ်။ပရိသတ်အများစုရဲ့ရင်မက်ထက်ကမင်းသားတလက်ဖြစ်နေခဲ့ပြီးဖြစ်တဲ့အတွက်ပရိုဂျူဆာတတော်များကပါနေဝင်ကိုသူ့ထက်ကအရာယူဖို့အတွက်အားထုတ်နေခဲ့ကြတာပဲဖြစ်ပါတယ်။ဒါကြောင့်အခုနောက်ပိုင်းခုနှစ်တွင်မှာတော့ရုပ်ရှင်ကြည့်တိုင်းမှာပဲမြင့်မြတ်ကြီးပဲဖြစ်နေတာကြောင့်ညီငွေနေပြီဖြစ်တဲ့အတွက်ပရိသတ်တွေကပါနေဝင်ကမြင့်မြတ်ရဲ့အပြိုင်မင်းသားတလက်ဖြစ်လာမယ်ဆိုပြီးတော့ပြောဆိုနေခဲ့ကြတာပဲဖြစ်ပါတယ်။နေဝင်ကတော့မြင့်မြတ်နဲ့ပြန်ဆိုင်နေရတာတဲ့ ကိုဖြစ်တည်မှုနဲ့ကိုစူးစားနေခဲ့တာပါမြင့်မြတ်ကလည်းလက်ရှိမှာလည်းညီမရနိုင်တဲ့အကောင်းဆုံးတယောက်ဆောင်တူဆိုတာအလုံးသိကြမယ်ထင်ပါတယ်မြင့်မြတ်ကကျွန်တော်ထဲတာလုံနေတဲ့တယောက်ဆောင်တူဖြစ်တာကြောင့်မြင့်မြတ်နဲ့ကိုလေးစားမှုအပြုအဝရှိပါတယ်ဆိုပြီးအင်တာဗျူးတစ်ခုမှာပြောကြားခဲ့မှုရပဲဖြစ်ပါတယ်လူဦးလုံးကလက်ရှိမှာတော့မြန်မာပြည်ရဲ့ညီမရတဲ့ထိတ်တန့်မင်းသားတွေဖြစ်လို့နေတာကြောင့်ရေရှည်မှာတော့ဘသူကပိုပြီးအောင်မြင်တဲ့အမှုပညာရှင်ဖြစ်နေမလဲဆိုတာကတော့ဆက်လက်ပြီးတော့စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ် ဟုတ်ကဲ့ပါပြိတ္တကြီးပြိတ္တကြီးတို့အနေနဲ့ရောရပ်ပါအစိုးရကနေအာမေကျော်ကြားလာခဲ့တဲ့တရုတ်ဆောင်တူအဖြစ်လူသိများနေခဲ့တဲ့တရုတ်ဆောင်နေဝင်ရဲ့တရုတ်ဆောင်မှုတွေအပေါ်မှာထင်မြင်ချက်လေးတွေပေးသွားခဲ့ပါဦးနော်ပြိတ္တများအားလုံးပဲမင်္ဂလာပါရှင်တချင်မှာစစ်ချပုတ်ပါဝင်တဲ့အဲဘန်အသေးထွက်ရှိဖို့ပြင်ဆင်နေပြီဖြစ်တဲ့အဆိုတော်ပူပူမင်္ဂလာပါပရိသတ်ကြီးအဆိုတော်ပူပူကတော့တချင်မှာစစ်ချပုတ်ပါဝင်တဲ့ အဘတိထွက်ရှိဖို့ပြင်ဆင်နေပြီလို့ပြည်သက်တွေကိုအတိပေးလာခဲ့တာပဲဖြစ်ပါရဲ့ရှင်။သူကတော့အစူရောလောကမှာနမေကျော်ကြားသူတယောက်ဖြစ်ကသူတည်ဆူထားတဲ့တခြင်းတိုင်းနိဗ္ဗာန်ဟာလေပြည်သက်တွေရဲ့အားပေးမှုကိုရရှိထားတာပဲဖြစ်ပါရဲ့။သူ့ရဲ့တခြင်းတိုင်းလိုလိုမှာတော့ MB ရိုက်ကူးရင်လေမြမပြည်ကနမေကြီးမင်းသားတွေနဲ့ပဲရိုက်ကူးတဲ့အစူရောပူပူကတော့တချင်းတပုတ်ကို25ဒိန်နီပါကုန်ကြမယ်။တချင်းအပုတ်ရဲ့16ပုတ်အဘန်ကိုထွက်ဖို့ကြိုးစားနေတယ်လို့ဆိုထားပါရဲ့။ တချင်းအပန်ထွက်ဖို့အတွက်တင်း900လောက်ကုန်ကြမှာဖြစ်တယ်လို့သူက တွက်ချက်ထားပြီးတော့တချင်းအပန်ထွက်ဖို့အတွက်ကိုစဉ်းစားခဲ့ရတယ်လို့ဆိုပါတယ်။ဘာလို့ဆိုရင်တော့သူထွက်ထားတဲ့တချင်းလေးကိုပြည်သက်တွေကနားထောင်နိုင်စွမ်းရှိမရှိဆိုတာရဲ့ဒီတချင်းတွေကိုပြန်အောင်ဘယ်လိုလုပ်ကြမလဲဆိုတာတွေကတွေးစရာ ဖြစ်လာတယ်လို့ဆိုပါတယ်။ဒါအပြင်အရင်ကလိုမျိုးအိမ်တိုင်းမှာက VCD ဆက်တွေမရှိကြတော့သလို VCD ကိုလည်းတိတ်ပြီးနားမထောင်ကြတော့တာကြောင့် ဖုန်းကနေတဆင့်ပြည်သက်လက်ထဲကိုရောက်အောင်ဘလို့လောက်ရမလဲဆိုတာတွေကအစစဉ်းစားပြီးတော့မှလှုပ်ဖြစ်နေတာဖြစ်တယ်လို့သူကပြောထားပါသေးတယ်။ပြည်သက်ကြီးကတချင်းအဘန်ကိုစောင့်မျှော်နေကြပြီးမဲ့ဝေကုံကြေးကြများနေတာကြောင့်အခက်အခဲလေးတွေဖြစ်နေလို့ကြန့်ကြာနေတာလို့လည်းအဆူရပူပူကပြောဆိုထားပါတယ်။ဒီတချင်းအားလုံးဖြစ်မြောက်ဖို့အတွက်ငွေကြေးကုန်ကျစရိတ်တွက်ကြည့်တဲ့အခါမှာဒီကမပါ3400လောက်ကုန်ကျနေတယ်လို့ပြောထားပါတယ်။ အထွတ်ထွတ်ရှိမဲ့တခြင်းတွေကလည်းပြီးခဲ့တဲ့နှစ်တွေထဲကနေစုထားရတဲ့တခြင်းတွေဖြစ်ပြီးတော့အခုချိန်ကာလမှာကဘာလို့လို့အကုန်ကျများနေတာကြောင့်ချင်းချိန်တိုင်းတာနေရတယ်လို့ဆိုပါရရှင်။အရင်ကဆိုစပွန်ဆာကုမ္ပဏီတွေနဲ့တခြင်းတွေလုံကြပေမဲ့သူတို့နဲ့တွဲလို့တဲ့အခါတမတ်ချက်တွေများလို့ကိုယ့်ဘာသာပဲရှိရလေးနဲ့စူဆောင်းပြီးတော့အဘန်ထုတ်မယ်လို့ဆုံးဖြတ်ခဲ့ကြောင်းကိုလည်းပြောလာခဲ့ပါသေးတယ်။အခုလိုမျိုးတခြင်းတွေထွက်ဖို့အတွက်လည်းရှိုးဝဲလေးတွေဆူလိုက်ပစံဆူလိုက်နဲ့ နည်းနည်းချင်းစားစုခဲ့ရတာဖြစ်တယ်လို့ဆိုက အခုလိုချူတာနေရတောင်မှအကုန်ကြများတယ်လို့လည်းပြောဆိုထားပါတယ်ရှင်။ဒီခွေထဲမှာတော့ပြိသက်ဆိုင်မဲ့တခြင်းတွေကိုအတိကထဲထားတယ်လို့ဆိုကရတအစုံပေးနိုင်မှာဖြစ်ပြီးသူကိုယ်တိုင်ကလည်းအားဆက်ကြိုးစားထားပါတယ်လို့ဆိုပါတယ်။တခြင်းတွေကိုထုတ်လိုက်ပေးမယ်လေ။ပြိသက်လက်ထဲကိုရောက်ဖို့အရေးကြီးတယ်လို့ဆိုကပြိသက်လက်ထဲမရောက်ရင်ဘလောက်ကြိုးစားအရာမရောက်ဘူး။တခြင်းတွေကမပေါက်ဘူးလို့ပြောဆိုခဲ့ပါတယ်ရှင်။ ဘဝကိုအောက်ခြေကနေကြိုးစားယုံကန်ခရသူမို့အကောင်းဆုံးဖြစ်အောင်ပဲတင်ဆက်ပါတယ်လို့ဆိုက MVD မှာဆိုရင်လည်းငွေကြေးကုန်တာထက်စတန်ဒတ်တစ်ခုရှိအောင်လုပ်ပြီးတော့ရိုက်ကူးထားပါတယ်လို့ပြောဆိုခဲ့ပါတယ်။အဆိုတော်ပူပူရဲ့နောက်ဆုံးတီဆိုထွက်ရှိထားတဲ့တခြင်းကိုလည်းပြိသက်တတော်များများကြိုက်ကြတယ်လို့ဆိုခဲ့ပြီးတခြင်းကိုရော MV ကိုရောသဘောကျကြတယ်လို့သူကပြောထားပါတယ်။သူ့ရဲ့မိတ်ဆွေတွေကလည်းဒီ MV မှာဆိုရင်အရင်ဆုံးမျက်နှာမပေါ်ခင် နှခမ်းအရင်ပေါ်တဲ့အခန်းကအရန်ကိုဆက်စီဖြစ်တယ်လို့ဆိုခဲ့ပြီးတော့တယောက်နဲ့တယောက်ကြိုက်တာချင်းတော့မတူကြဘူးလို့သူကပြောဆိုလိုက်ပါတယ်။ခုလိုမျိုးအမိုင်းစာဗီယိုတွေဖြစ်အောင်ရိုက်ဖြစ်တာကလည်း international ကအသိမိတ်ဆွေတဲ့အမှုပညာရှင်တွေကကြည့်တဲ့အခါ standard တစ်ခုရှိအောင်ရိုက်ပြထားခြင်းဖြစ်တယ်လို့သူကပြောဆိုထားပါတယ်ရှင်။အဆိုတော်ပုပ်ပုတ်ရဲ့ထွက်ရှိသမျှတခြင်းတိုင်းကတော့အောင်မြင်မှုရရှိခဲ့ပေမဲ့သူ့ရဲ့ငယ်ဘဝကတော့ဒေတာတွေလို့မလပခဲ့ပါဘူး။ သူကတော့ငငယ်တဲ့ကမိဘတွေနဲ့အတူမနေခဲ့ရပဲအဖွားဖြစ်သူနဲ့အတူနေကအဖွားဖြစ်သူကွယ်လွန်ချိန်မှာတော့ဘဝကိုကြိုးစားရုန်းကန်ရင်းနဲ့အဆူရဘဝကိုရောက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့မေလ16ရက်နေ့ကတော့အဆူရပူပူရဲ့34နှစ်ပြည့်မွေးနေ့လေးဖြစ်ပြီးတော့မွေးနေ့မှာလည်းသူ့လိုမျိုးမိဘတွေနဲ့အတူမနေခဲ့ရတဲ့ဒုက္ခမြိုင်ကြီးဟာမှတွားရောက်ပြီးတော့အလူဌာနတွေပြုလုပ်ဖြစ်တယ်လို့ဆိုထားပါတယ်ရှင်။ အနုပညာမျိုးရုံမဟုတ်ခဲ့တာကြောင့်လည်းဘဝကိုအတော်လေးစူးစမ်းရုံးကန်ခဲ့ရတယ်လို့ဆိုထားကအခုလိုမျိုးရက်တည်နိုင်အောင်ကုညီဆောက်ရှောက်ပေးခဲ့တဲ့သူတွေကိုလည်းတသက်မမေ့ပါဘူးလို့ဖြေဆိုထားပါတယ်။အခုဆိုရင်တော့ advantage ထွက်ရှိဖို့အတွက်စူးစမ်းနေသူဖြစ်ပြီးတော့ပရိသတ်တွေရဲ့အားပေးမှုကိုလည်းရရှိထားတဲ့အစိုးရပူပူကတော့ advantage မှာအကောင်းဆုံးဖြစ်အောင်စူးစမ်းထားကြောင်းကိုလည်းပြောဆိုလာခဲ့တာပဲဖြစ်ပါတယ်ရှင်။ပရိသတ်ကြီးလည်းအစိုးရပူပူရဲ့တခြင်းလေးကိုအားပေးကြပါဦးနော်။